ိတ်ကြည်လင်မှုကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဝတ္တပဆိုတဲ့တရားကိုရှုဆိုတီဆောင်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဝတ္တပဟိရိဆိုတာမဟုတ်တာလောကမှာရှက်တယ်အဲ့ဒါကိုပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောမှာရှက်တာတို့ဘူးသွားဆက်ဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောကမှာရှက်တယ်မဟုတ်တာပြောမှာရှက်တယ် အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍမှာဖြစ်လာမှာကိုရှက်တယ်ယွန်းတယ်အကုသိုလ်မှန်တယ်မုံတီးတယ်ဟောအဲ့ဒါကိုဟိရီလို့ခေါ်တာနော်အကုသိုလ်ကိုရှက်ဖို့လူမရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုတ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုတ်တာလို့ပဲပြောအောင်လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာ ဟွာဒီယာလုံးရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ကုသနာမှာဖြစ်ခွင့်ပေးထားရင်အရှက်မရှိဘူးလို့ပဲပြောမှာပဲအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည်ပြည်ဝဝနားမလည်တဲ့အခါကျတော့အရက်ထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ်တာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြတဲ့မှာ ဟိုလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာလို့အရက်ထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့ဒါမျိုးကြတော့အဆက်မရှိဘူးလို့ပြောကြတာအဲအဆက်မရှိဘူးရဲ့အတိတ်ပဲကုသဏမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအဆက်ရှိဘူးလို့ပဲပြောအောင် ဘာကိုမရှက်တာတော့ဆိုအကုသိုလ်မရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်မရှက်တာအဲ့တော့လူရှက်တာကတမျိုးအကုသိုလ်ရှက်တာကတမျိုးအဲ့ဒီနှစ်ခုကိုယ်ပဲပြပြသိဖို့လိုတယ်အကုသိုလ်ရှက်ဖို့လိုတယ်အေးအကုသိုလ်ရှက်တာကိုဆက်ဆုပ်တာကိုဟိရီလို့ခေါ်တယ်ဩတ္တပဆိုတာကြတော့ အကုသိုလ်နဲ့ပတ်သက်ပြီးတော့လန့်နေကြောက်တယ်လန့်နေကြောက်တယ်ဆိုတာအကုသိုလ်မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမဲ့အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကိုစာပေကျမ်းကနေမှာထင်ရှားဥပမာတစ်ခုပြောထားတယ်တဏှုံကြီးတုံးဆိုပါဆို တစ်ဖက်ကမီးဖုတ်ထားလို့ရဲနေဟိုတစ်ဖက်ကမစင်အညစ်ကြေးတွေလူးနေတယ်မစင်ညစ်ကြေးတွေလူးတဲ့ဘက်ကလည်းမကင်ဘူးဘာဖြစ်လို့တော့ညွန်လို့မီးထိထားလို့မီးပူနေလို့ရဲနေတဲ့ဘက်ကလည်းမကင်ရဲဘူးဘာလို့ပူမှကြောက်လို့လောင်မှကြောက်လို့အမကင်နာခြင်းတော့တူတူပဲပေါ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ညွန်လို့မလုပ်ထားရဲကြောက်လို့မလုပ်ထားရဲ မလုံထာခြင်းတူတူပဲဟုတ်ကဲ့လားရေချက်ကမယွန်လို့မလုံထာတာတစ်ခုကြောက်လို့မလုံထာတာတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှိဥစ္စာတည်ဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းတီလာတွေဟာဟိရဝတ္တမရှိပဲနဲ့ကိုချင်းတီလာတွေဟာမပြည့်စုံနိုင်ဒါကြောင့်မို့လို့တီလာတွေရဲ့အနိကတ်ဆုံးအကြောင်းတရားဆိုတာ ဟိရိဩတ္တပပရထာနံတဲ့ဟိရိဩတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့တယ်အေးအကုသိုလ်လောကမှာမဆက်တော့ဘူးအကုသိုလ်ကိုမကြောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်ဟာနော်သီလမလုံဘူးဟိရိဩတ္တပဖြစ်လာပြီဆိုလို့ရှိရင်သီလလုံးလာတယ်သီလရှိလာတယ်ရှိလာတဲ့သီလဟာလည်းခိုင်မြဲလား ဒါကြောင့်မလို့ရှေးဥစွာကိုယ်တဏ္ဍမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်ဖို့ရအတွက်ဟိရိဩတ္တပါကိုအရင်တိဆောက်ပါလို့ပြောတာအဲ့တော့